အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အိုင်ဘန်မှာ2025စက်တင်ဘာလ26ရက်နေ့တောက်ကြနေတဲ့အတွက်ကမ္ဘာရွှေရောင်းဝယ်လို့ကိုဤပညာပိုင်းရရောသတင်းပိုင်းချက်လက်ရပါခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ပရမအုံးဆုံးနေတဲ့ကမ္ဘာရွှေကိုဤပညာအရခံမှန်းသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဤပညာအရကမ္ဘာရွှေကိုခံမှန်းသုံးသပ်တဲ့အခါမှာကျွန်တော်အိတ်ဖိုးတိုင်းဖရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်အိတ်ဖိုးတိုင်းဖရင်ဆိုတာဘာလိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကန်နေတုံးတုံးတုံးရဲ့ကြာချင်းကြာချင်းတွေဟာ၄နာရီကြာပါတယ်ဒီ၄နာရီကြာတဲ့အတိုင်းတာကိုကျွန်တော်တို့ကအိတ်ဖိုးတိုင်းဖရင်နဲ့ကျွန်တော်ခံမှန်းသုံးသပ်ပေးသွားမှာဖြစ်တယ်ဒီတိုင်းဖရင်တွေပေါ်မှာတော့ကြောက်ပြမှုတွေရှိ တယ်။သုံးသက်တာတွေကွပြပြီးတော့ရောင်းဝယ်လုပ်တာတွေရှိတယ်။အချို့ကကိုကျောင်းကျင်တဲ့ပုံမှာမူတူပြီး H1 နဲ့သုံးသက်တာတွေလည်းရှိတယ်။ M30 နဲ့သုံးသက်တာတွေလည်းရှိတယ်။15မိနစ်တိုင်းဖိန်နဲ့သုံးသက်တာတွေလည်းရှိတယ်။5မိနစ်တိုင်းဖိန်နဲ့သုံးသက်ပြီးတော့ရောင်းဝယ်လုပ်ကြတာတွေလည်းရှိတယ်။ဒါကတော့ကျောင်းကျင်တဲ့ပုံမှာမူတူပြီးတော့သုံးသက်ပြီးတော့ရောင်းဝယ်လုပ်ကြတာတွေရှိတယ်။အထက်မှာကျွန်တော်က A4 တိုင်းဖိန်နဲ့ကျွန်တော်ခံမှန်းသုံးသက်ပြီးတော့မှဖြစ်တယ်။လက်ရှိကမ္ဘာရွှေပေါက်ဈေးဟာဆိုလို့ရှိရင်ဘယ်လောက်ပေါက်နေလဲဆိုလို့ရှိရင်တအောင်စောက်ကို တောင်အောင်စားကို3943ပေါက်နေတာဖြစ်တယ်3943ဆိုတဲ့ဈေးနေတာဟာဈေးကအေးနေတာဖြစ်တယ်ဈေးငြိမ်နေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဘလို့အားရောင်းလို့အဗန်လိုက်ညီနေတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာကြောင့်ဒီလိုပြောရလဲဆိုရင်ကျွန်တော်တို့အရင်ဆုံးအယုံရှင်းဆုံးကိုပြောရမယ်ဆိုရင်ကန်နေကိုကြည့်လိုက်တဲ့အခါမှာကန်နေတုံးကန်နေတုံးတွေဟာ၄နာရီ၄နာရီပြီးသွားခဲ့ပြီမဲ့တိတိလေးနဲ့ဒီမှာလေးပြီးသွားတာဖြစ်တဲ့အတွက်ဒါလေးတွေဆိုလို့ရှိရင်ဈေးကွက်ကအရင်ကြီးဈေးကွက်ထဲမှာလုတ်ခတ်ထားတာမဟုတ်ဘူးဒီကြားလေးထဲမှာပဲ rain dj d ရဲ့ assistant နဲ့ဒီ support ကြားထဲမှာပဲဈေးကအလုတ်ခတ်လေးတွေကိုတွေ့နေရဖြစ်တယ်ဒါကြောင့်ဈေးအေးနေတယ် အဲဘယ်လိုအားရောင်းလို့အာကျွန်တော်တို့ညီနေတယ်လို့ကျွန်တော်တို့ပြောပြောရခြင်းဖြစ်တယ်။နောက်ထပ်တနည်းအနေနဲ့ကတော့ကျွန်တော်ဒါဒီနေ့ဟာတောက်ကြနေဖြစ်တယ်။တောက်ကြနေဆိုတာတပတ်တာအရာဈေးကပိတ်မနောက်ဆုံးနေကြီးဖြစ်တယ်။ဘာကြောင့်လဲဆိုလို့ရှိရင်တပတ်မှာတနင်္လာနေ့ကနေတောက်ကြနေအထိကကမ္ဘာရွှေဈေးကဖွင့်ပါတယ်။စနေတနင်္ဂနွေနေ့ဟာကမ္ဘာရွှေဈေးကပိတ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ကဒီ တောက်ကြနေတာတပတ်တာဈေးကွဲတာပိတ်မဲ့နောက်ဆုံးရဖြစ်တယ်။ဒါကြောင့်ဒါဒီအာရှနဲ့ယူရိချင်းနေဈေးအေးနေဆိုညပိုင်းနေမှာဈေးလုတ်ခတ်တဲ့ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ပြီ။ဒီနေ့တောက်ကြနေအနေနဲ့ကမ္ဘာရွှေဈေးကတောင်းဆောက်3948မှာဈေးစဖွင့်ခဲ့လိုက်တယ်ဗျာ3948မှာဈေးစဖွင့်ခဲ့ပြီးတော့လက်ရှိချိန်ထိအမြင့်ဆုံးတက်ခဲ့ပြီးတဲ့ဈေးဟာ3953ထိဈေးတက်ခဲ့ပြီးပါပြီလက်ရှိချိန်ထိအနှိမ်ဆုံးကျခဲ့ပြီးတဲ့ဈေးဟာ3934ထိဈေးကျခဲ့ပြီးပါပြီဒါကိုကြည့်ကြရပြင်းဆိုရင်ဈေးဝယ်ရအနေထားဟာ ခလိုအားများလို့ရရောင်းလို့အားများနေတာချိန်လို့ရတယ်။ဘာကြောင့်လဲဆိုရင်3948မှာဈေးရစောက်ဖွင့်လိုက်တယ်။စောက်ဖွင့်ခဲ့ပြီးတော့ကျွန်တော်တို့က3000အမ်ဒီ3934ကိုကြားခဲ့တယ်။3934ကိုလည်းဖောက်ကြနိုင်ရင်မရှိဘူး။အပေါ်လည်း3953ထိဆက်သက်သွားတယ်။ဆက်သွက်ပြီးအပေါ်ကိုလည်းဖောက်တက်နိုင်ရင်မရှိဘဲနဲ့ဒီ range ကြားထဲမှာပဲဈေးကအလုတ်ခတ်အဲလီပဲရှိနေတာဖြစ်တယ်ပေါ့။ဈေးကအေးနေတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်။အခုလက်ရှိချိန်ထိကိုဈေးကအေးနေုံဖြစ်ပါလိမ့်တယ်ကျွန်တော်ဒါအယူရိုချိန်ဝင်နေတဲ့အချိန်မှာတုံးတက်ထားတာကိုမှဈေးကအေးနေတာဖြစ်တယ်။ဟုတ်ပြီ။အဲကျွန်တော်တို့ ဒါဒီရဲ့လက်ရှိရဲ့အနေထားဝလိုကရောင်းလို့အားအများနေလာနေနေလာကိုကျွန်တော်ပြောပြပြီဆိုလို့ရှိရင်ဒီနေ့တရက်တာအနေနဲ့သတိထားရမယ့်စည်းတမ်းတွေအေးဒီမြန်မာဝဇန်လေးရောင်းတင်လေတွေကိုတခါလေးပြောပြသွားမှာဖြစ်တဲ့အတွက်မိတ်ဆွေရဆက်လက်ပြီးကြည့်သွားပြီးတော့လိုအပ်တယ်အကဲလို့ဒါမိတ်ဆွေရကြတော့ကျွန်တော်ရဲ့ဒီတုံးသက်ချက်တွေကိုသဘောကျလို့ဝီပိုင်းပြီး second channel တွေကို join ချင်တာပဲဖြစ်စေ trade account ဖွင့်ချင်တာပဲဖြစ်စေကျွန်တော်ရဲ့ဒီ telegram account လေး viber တွေမှာလာရောက်ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီ trade account ဖွင့်တဲ့ခါမှာလည်းမိတ်ဆွေကအဲဒီ commission free တွေ swap fee တွေ အဲ့ပြီးတော့ spread နဲ့အကောင့်တွေဖွင့်ကျင်တာပဲဖြစ်စေကျွန်တော်တို့ဒါ Telegram နဲ့ Viber မှာဓာတ်ရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရတယ်ကိုဟိုဖွင့်ကျင်တဲ့ပုံစံတွေအဲ့လိုမျိုးနဲ့ဓာတ်ရိုက်ဆက်သွယ်ပြီးဆွေးနွေးလို့ရပါတယ်ဟုတ်ပြီဒါကဒါ trading account ဖွင့်ကျင်တဲ့မိတ်ဆွေတွေအတွက်ကျွန်တော်ပြောပြပြီးဆိုတော့ကျွန်တော်ဒီတရက်တာအနေနဲ့သတိထားမဲ့ဈေးရန်တွေကိုဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်တရက်တာအနေနဲ့သတိထားမဲ့ဈေးရန်ကဘယ်လိုဈေးရန်တွေဖြစ်မလဲ လက်ရှိအရတော့ကမ္ဘာရွှေဈေးဟာ3900ဒီဒီနေ့တရက်တာအနေနဲ့ကမ္ဘာရွှေဈေးဟာ3953ထိတက်ထားပြီးပါပြီ။ဒါဆိုရင်3953ဟာဆိုလို့ရှိရင်ဒါက wet system ဈေးတန်းဖြစ်တယ်။ wet system ဆိုတာဈေး setup ဖို့စောင့်ကြရမယ့်ဈေးတန်းဖြစ်တယ်။ဒီ setup 3953ဈေးတန်းကိုတာဖောက်တက်နိုင်မှာဒါအပေါ်ကိုဈေးတက်အကောက်မှာဖြစ်တယ်။3953ကိုတာဖောက်တက်နိုင်ခဲ့ပြီဆိုရင်တော့3900 62ထိဈေးတက်နိုင်တယ်62ကိုတော့ဆက်ဖောက်နိုင်တော့3990 ်တစ်လောက်ထိကိုဈေးကအတအားကောင်းကောင်းနဲ့တက်သွားနိုင်မှာဖြစ်တယ်ကျွန်တော်တို့ main အဓိက west system အနေရတော့ဒါ3600 3953 60နဲ့ဈေးတမ်းပဲဖြစ်တယ်မနေ့ကဆိုတာ3960ကိုမဖောက်တက်နိုင်ပဲနဲ့အောက်ကိုပြန်ကျခဲ့တဲ့အနေထားကိုတွေ့ရတယ်ဒါကြောင့်ဒီအဓိကကဒီနေ့တရက်တာအနေနဲ့ကြည့်ထားရမယ့်ဈေးတမ်းက ဖောက်တက်ပြီးလို့ရှိရင်3953ကိုဖောက်တက်ပြီးဆိုရင်တော့3962ကိုအတာလေးပြန်ရောက်သွားမယ်62ကိုဆက်ပြီးတော့ဖောက်တက်မယ်ဆိုရင်တော့ဒါ3961လောက်ထိကိုဈေးတက်လာနိုင်မှာဖြစ်တယ်ဒါကဒီနေ့တောက်ချာနေနေနဲ့သတိထားရမယ့်ဒီရဲ့အဲဈေးတန်းနေဖြစ်တယ်ဒါကဈေးအတက်ကိုမျောနေတဲ့မိတ်ဆွေတွေအတွက်ဘယ်ဈေးတန်းကိုဖောက်ရင်ဘယ်လောက်ထိလာတော့မယ်ဆိုတာကိုဒါအတိအဖို့ကိုကျွန်တော်ပြောပြထားဖြစ်တယ်ဟုတ်ပြီတရက်တာနေနဲ့ဒီနေ့တောက်ချာနေနေနဲ့သတိထားရမယ်ဈေးဆက်ကြဖို့စောင့်ကြမယ့်ဈေးတန်းကိုဘယ်ဈေးတန်းဖြစ်မလဲလက်ရှိချိန်ဒီအနေဆုံးကြားခဲ့ပြီးတဲ့ဈေးဟာ3933ထိပဲကြားခဲ့ပြီ3933ဆိုတာဒါဆက် ိုဈေးတန်းဖြစ်သွားပြီးဈေးဆက်ကြဖို့စောင့်ကြည့်ရမယ့်ဈေးတန်းပဲဖြစ်သွားပြီးဒီရက်အဲဈေးတန်3000 3930 33ဟိုတာဖောက်ကြရင်တော့ဈေးကပြန်ကျလာနိုင်မှာအကြအားကောင်းနိုင်မယ်ဘယ်လောက်ထိကျလာနိုင်မလဲဆိုရင်3920ဝန်းကျင်3920ဝန်းကျင်လောက်ထိတွေကိုဈေးအကြအားကောင်းကောင်းနေနဲ့ကျပြီးတော့ကျလာနိုင်မှာဖြစ်တယ်ဒါကသတိထားရမယ့်တရက်တာအနေနဲ့ဒီတောက်ကြနေနေနဲ့သတိထားရမယ့်ဈေးတန်း web system နဲ့ support ကိုကျွန်တော်ပြောပြီးသွားတာဖြစ်တယ်ဒီ web system နဲ့ support ကိုတည်ထားဖို့တော့လိုအပ်တဲ့တရက်တာရဲ့ web system support ဘာကြောင့်လဲဆိုရင် ဒီဈေးတန်းတွေကိုဖောက်ကျသွားပြီဆိုရင်ဘယ်လောက်ထိကျတော့မှာလဲဒီဈေးတန်းကိုဖောက်တက်ပြီဆိုဘယ်လောက်ထိတက်တော့မှာလဲဒါတွေကိုသိထားဖို့တော့လိုအပ်တယ်ဒါတွေကိုမသိဘဲနဲ့အယောင်အောင်လုပ်လို့ရှိရီ risk အရင်များပါတယ်ဒါလေးတော့တစ်ချက်သတိထားပါဟုတ်ပြီဒါကတရက်တာအနေနဲ့သတိထားရမယ့်ဈေးတန်းတွေကိုပြောပြပြီဆိုလို့ရှိရင်ဘယ်မှာဝယ်ရမလဲဘယ်မှာရောင်းရမလဲတခါတည်းပြောပေးသွားအောင်ဖြစ်တဲ့အတွက် celebrity သွားပြဖို့လိုအပ်တယ်ဟုတ်ပြီကျွန်တော်တခါတည်းဆက်လက်ပြီးပြောပြသွားမှာဖြစ်တယ်။တခါတည်းပြောပြမှာဖြစ်တယ်။လက်ရှိကတော့ဒါကမ္ဘာရွှေဈေးကဘယ်လောက်ဖြစ်နေလဲဆိုရင်3000အ850ဖြစ်နေတယ်။ဈေးကွက်ကတော့အေးနေတာဖြစ်တယ်။ လက်ရှိအရာဆိုရင်ကျွန်တော်ဒီဇေယျမှာဘိုင်နေနေအရင်ပြောပေးတော့မှာဖြစ်တယ်။ဘိုင်နေတယ်လား။ကျွန်တော်ဘိုင်အော်ဒါကိုပြောလိုက်မယ်။ကျွန်တော်ကတော့ဒီ3940ခုမှာဘိုင်မကြိုက်ဘူး။ဘာကြောင့်လဲဆိုရင် Apple Trend ရဆိုလို့ရှိရင်ဒါက Down Trend ရဆိုလို့ရှိရင်ဒီမှာတွေက Trend တွေကဒီမှာတွေဒီမှာတွေဒီမှာတွေဆက်ပြီးတော့ဖောက်တက်နိုင်ခြင်းမရှိဘဲနဲ့ဒီမှာတွေထောက်နေတဲ့အနေအထားတွေဖြစ်တယ်။ဒါကြောင့်ဒီမှာထောက်နေရကိုအချက်ပေါင်းများစွာတွေရှိနေပြန်မှာဖောက်တက်နိုင်သေးဘူးဆိုလို့ရှိရင်တော့ကျွန်တော်များပြထားတယ်လို့ဒီလိုပြန်ပြီးတော့အကြပြန်လာနိုင်မှာ။ဒီ Apple ကဖောက်တက်နိုင်မှာလားဒီလိုဖောက် အပေါ်ဆက်တက်နိုင်မှာဖြစ်တယ်။ဒါကြောင့်ကျွန်တော်ကဒီဇီတန်းကထရန်လည်းဖြစ်တယ်၊ဝက်စစ်စတန်လည်းဖြစ်နေတဲ့အဲအတွက်ကြောင့်ထရန်ကနေတဲ့ဝက်စစ်စတန်လည်းရှိနေတဲ့အဲအတွက်ကြောင့်အဝယ်မဝင်ပါဘူး။အဝယ်ဝင်အန်တီရေများပါတယ်။ဒါကြောင့်တကယ်လို့မိတ်ဆွေကဝယ်ကျင်တယ်ဆိုလို့ရှိရင်တော့ရစ်စလန်နဲ့နဲ့ဝယ်ကျင်တယ်ဆိုရင်တော့3900ဒီ20နဲ့3ဝန်းကျင်လောက်ဒီမှာဝယ်ပါဒါကကျွန်တော်အဝယ်ဈေးနှုန်းကိုကျွန်တော်ပြောပြထားတာဖြစ်တယ်တီပီအမြတ်ပိုင်းဈေးနှုန်းကဘယ်မှာပိုင်းရမလဲဆိုရင်3900က 33လောက်မှာအမြတ်ပိုင်းမှာ SN အရှုံးပိုင်းစည်းလမ်းတော့ဒါမိတ်ဆွေကိုရှုံးရှုံးကနေနဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့နယ်လဲလို့တော့ပြောပြီးတော့ဖြစ်တယ်ဘယ်မှာထားတဲ့နယ်လဲဆိုရင်တော့3900 3900ဒီ16နားမှာ SN ထားပါ16အောက်မှာလည်း SN ထားလို့ရဒါကတော့ကိုယ့်ရဲ့ရှုံးရှုံးခန်းနိုင်တဲ့ပမာဏပုံမူတည်ပြီးတော့ SN ကိုချိန်ပြီးတော့ထားပါဒါဘိုင်းရဲ့အတွက် TP နဲ့ SN ကိုကျွန်တော်ပြောပြပြီးဖြစ်တယ်။ TP နဲ့ SN ကိုပြောပြပြီးဆိုရင်ဆဲအော်ဒါအတွက်ပြောပြတော့မှာဖြစ်တယ်ဆဲအော်ဒါ လက်ရှိဈေးထမ်းမှာရောင်းကြင်လာ3948မှာကျွန်တော်အယောင်းကြိုက်တယ်3948 48ဒီကြားမှာရောင်းကြိုက်တယ်။ဘာကြောင့်လဲဆိုတော့ trend လဲထောက်နေတယ် web system လဲထောက်နေတာဖြစ်တဲ့အတွက်ကြောင့်3948မှာလက်ရှိဈေးထမ်းမှာရောင်းမှာနောက်ထပ် risk ကိုမယူနိုင်တဲ့သူတွေရဲ့အတွက်တော့3953လောက်လေးမှာရောင်းမှာဒါအယောင်း point နှစ်ခုပေးထားတယ်။ TB အမြတ်ပိုင်းဈေးထမ်းကတော့ဘယ်မှာပိုင်းရမလဲဆိုရင်3940 3900 39မှာအမြတ်ပိုင်းမှာအဆန်အရှုံးပိုင်းစည်းတန်းကတော့ဘယ်မှာအရှုံးပိုင်းရမလဲဆိုတော့ဒါမိတ်ဆွေကကိုစုံကနိုင်တဲ့ပမာဏတွေပေါ်မှာမူတည်ပြီးတော့အဆန်ကိုချိန်ပြီးတော့ထားပါဘယ်မှာထားတဲ့လဲဆိုတော့ပြောပေးသွားမှာဖြစ်တယ်ဘယ်မှာထားတဲ့လဲဆိုရင်တော့39ရာအာကျွန်တော်တို့ဒီ48ဆိုတော့55အပေါ်မှာအဆန်ထားရင်တော့ပို့ပြီးတော့အဆင်ပြေတယ်ဒါကအဲဒီတပီနဲ့အဆဲအော်တာတော့တပီနဲ့အဆန်တွေကိုကျွန်တော်ပြောပေးသွားတာဖြစ်တယ်ဒါနိပညာအရာကျွန်တော်ရဲ့တူရောမြင်ခံမှန်းသုံးသပ်ထားခြင်းဖြစ်တယ်ဒါကြောင့်တရားရခိုင်တော့မှန်ကန်မှုတော့မရှိပါဘူးဒါနိပညာအရာသုံးသပ်ထားခြင်းဖြစ်တယ်နိပညာအရာအင်း ကြောင်းတရားရခိုင်လုံးမကမဖြစ်မရှိဘူးလွှဲကြော်တာတွေလည်းဖြစ်လာနိုင်တယ်ဟုတ်ကဲ့ပါဒါကအကယ်လို့ရှေးပိုင်းမှာပြောသွားတာတွေမရှင်းတာတွေပဲဖြစ်စေသိကျင်တာပဲဖြစ်စေ trade ကောင်းဖွင့်ကျင်တာပဲဖြစ်စေကျွန်တော်ရဲ့ Telegram နဲ့ Viber တွေမှာလာရောက်ပြီးတော့ဆက်သွယ်ပြီးဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒါကနီးပညာရခံမှန်သုံးသပ်ပြီးဆိုသတင်းပိုင်းရသုံးသပ်ပြီးသွားမှာဖြစ်တယ်သတင်းပိုင်းရဒီနေ့တော့ရှိလားဆိုတော့တစ်ချက်လောက်ကြည့်ကြရအောင်သတင်းတွေရှိပါတယ်ဒီနေ့အတွက်က ။အမကြီးရတယ်ဆိုတော့တရင်နှစ်ခုရှိပါတယ်။ဒီတရင်နှစ်ခုကဘာတွေလဲဒီမှာဘယ်ချိန်တွေထွက်มาလဲမြန်မာစံတော်ချိန်ဒါည9နာရီမှာထွက်ရှိသွားမဲ့အချိန်တရင်နေဖြစ်တယ်။9နာရီမှာထွက်ရှိသွားမဲ့ဒါ US data တွေပဲဖြစ်တယ်။ US data ကဘာ data တွေလဲဒီ data တွေကအော်စီလောက်ခတ်ကျန်းလာနိုင်လားဆိုရင်ကို PCE Pride Intern နဲ့ကို PCE Pride Intern 101ဆိုပြီးတော့တရင်ဖြစ်တယ်။တရင်နေအော်စီကတော့အရင်အလောက်ခတ် ကြံလို့မရှိဘူးဒါပေမဲ့တစ်ချက်သတိထားရမှာတော့အာရှနဲ့ယူဂျိုယူရိုချိန်မှာတော့ဈေးကွက်ကအေးနေတာဖြစ်တယ်ကျွန်တော်တောက်ကြဒီညပိုင်း US ချိန်ကြီးမှာဈေးလုံးခတ်ကြတာမျိုးလည်းဖြစ်နိုင်တယ်ဘာကြောင့်လဲဆိုတော့ဒါတပတ်တာဈေးကွက်ပိတ်မဲ့တောက်ကြနေနောက်ဆုံးညဖြစ်တာလည်းသတိထားပါဟုတ်ကဲ့ပါဒါသတင်းပိုင်းအသုံးသပ်ပေးသွားတာဖြစ်တယ်အကယ်လို့ဒါဒီနေ့ရဲ့ update တွေကိုသိကျင်တာပဲဖြစ်စေဈေးကွက်ရဲ့ update တွေကိုသိကျင်တာပဲဖြစ်စေ Telegram free channel တွေမှာလာရောက် join ပြီးတော့စောင့်ကြည့်လို့ရပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကသတင်းညသုံးသပ်ပြီးပြီးဤပညာပိုင်းကလည်းသုံးသပ်ပြီးပြီးအကယ်လို့ဒါမရှင်းနိုင်ပြီဖြစ်စေကျွန်တော်ရဲ့ကျွန်တော်ရဲ့ Telegram viber တွေမှာလာ ားရောက်ပြီးတော့ဆွေးနွေးနိုင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့မိတ်ဆွေများအားလုံးလည်းကျေးဇူးအများကြီးတင်ရှိပါတယ်